အားလုံးပဲမင်္ဂလာပါခင်ဗျာ C4D YouTube channel မှာကြိုဆိုပါရစေကျွန်တော်ကတော့အားဆက်ဖြစ်ပါတယ်ဒီနေ့တော့ပုံမြင်လေးတပုတ်ပြောပြချင်ပါတယ်နားဆင်အားပေးကြပါဦးခင်ဗျာပုံမြင်လေးရဲ့နာမည်ကအတိတ်ကို အတိတ်မှာပဲမထားခဲ့နိုင်ဘူးဆိုရင်တခါတုန်းကတိတ်ဆိတ်ငိမ်သက်တဲ့တစ်တော်ကြီးတစ်ခုမှာချစ်စရာကောင်းတဲ့ငတ်ကလေးတစ်ကောင် နေထိုင်ခဲ့ပါတယ်သူ့မှာတောက်ပတဲ့အမွေးအတောင်တွေနဲ့ ကျင်နာတတ်တဲ့စိတ်နှလုံးရှိပါတယ်။ဒါပေမဲ့သူ့မှာထူးဆန်းတဲ့အလေးအချင်းတစ်ခုရှိတယ်။သူဟာနေ့တိုင်းမြင်သမျှကြားသမျှခံစားရသမျှကိုကြောက်စီရခဲလေးတစ်ခုပေါ်မှာရေးမှတ်ထားတာပါတယ်။ပျော်ရွှင်စရာကောင်းတဲ့အရာဖြစ်ဖြစ်နာကျင်စရာကောင်းတဲ့အရာဖြစ်ဖြစ်ဘယ်အခိုက်အတန့်ကိုမှဆို မှတ်သားထားတဲ့လေသူကယုံကြည်ထားပါတယ်။ပျော်ရွှင်ပွဲ အမှတ်တရတွေကကျွန်တော်တို့ကိုပြုံးပျော်ရွှင်စေတာကြောင့် အမြဲတမ်းတတိယနေဖို့အတွက်ရေးမှတ်ထားတင်ပေမဲ့လေတချို့သောမကောင်းတဲ့အရာတွေကိုတော့နှလုံးသားထဲမှာမထားတင်ပဲရေးမှတ်ပြီးလွတ်ချတင်တယ်လို့သူထင်ပါတယ်ဒါကြောင့်ပဲနေ့တိုင်းကြောက်စရစ်ခဲအတိတ်တခုကိုကောက်ယူသူ့နှုတ်ဒီနဲ့သူ့အသွေးတွေကို အပေါ်မှာရေးပြီးသူ့ပြန်တန်းတဲ့နေရာတိုင်းမှာတဲဆောင်သွားရတဲ့အဝေးအိတ်ကလေးတဲထည့်ပြီးတဲသွားလေရှိပါတယ် အစပိုင်းမှာတော့ဒါဟာအញ្ញန်းကိုလှပတဲ့ခံစားချက်တစ်ခု ဖြစ်ခဲ့ပါတယ်။သူဟာ အမတ်တရတွေကိုစုဆောင်းရတာနဲ့တပီးဒါတွေကသူ့အနာဂတ်အတွက်အထောက်အကူဖြစ်မယ်လို့လည်းယုံကြည်ခဲ့ပါတယ်။အဲ့ဒီအိတ်ကလေးဟာလည်းသူ့ဘဝရဲ့အခိုက်အတန့်တွေနဲ့ပြည့်နေနေရဲ့သူ့ရဲ့ဗန္ဒာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။ဒါပေမဲ့နေ့တွေကြာလာတာနဲ့အမျှသူ့အိတ်ကပိုလဲလာပါတော့တယ်။ကြောက်တွေများလာတာနဲ့အမျှ အလေးချိန်ဟာလဲတိုးလာပြီတဖေးဖေးနဲ့သူ့အတောင်ပံနေကိုထိခိုက်လာပါတော့တယ်သူပြန်တဲ့နှုံးကလည်းပဲနှေးကွေးလာခဲ့ပြီအရင်လိုမြင့်မြင့်မပြန်နိုင်တော့လာကိုငှက်ကလေးကတတိမထားမိပဲကြောက်တွေကိုသာဆက်ပြီးစုဆောင်းနေခဲ့ပါတယ်တနေ့မှာတော့သူဟာအတွေ့အကြုံစီးတဲ့ဇီဝကြီးကကောင်နဲ့တွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာဇီဝကြီးကယခုမလို့ဆိုပါတယ်အော်ငှက်ကလေး ဘာကြောင့်အဲ့ဒီအိတ်ကိုတန်နေရပါသလဲလို့မေးတော့ငါကလေးကပြုံးပြီးယခုလိုပဲ ပြန်ပြောလိုက်ပါတယ်အရှင်စည်းဝတ်ဒါကဂျမဘဝကိုတည်ထတာပါပြောစရာ နာကျင်စရာတင်ငန်းစာတိုင်းမှာပဲလို့ပြန်ပြောလိုက်ပါတယ်ဒီတော့ဇီးကွက်ကြီးကနဖူးတွန့်ပြီးမေးလိုက်ပါတယ်အော်ဟုတ်လားငါကလေးကြီးဒါဆိုမင်းကအခုလက်ရှိအခြေမှာရော နေရလားဒါမှမဟုတ်မနေ့ကအရာတွေကော ကြောပေါ်မှာတင်ပြီးပြန်နေတုံးလာလို့ထပ်မဲတော့ငှက်ကလေးကဇီဝကြီးရဲ့အမေးကိုနားမလည်တာကြောင့်အဖြေမပေးဘဲအဝေးတနေရာကို ပြန်ထွက်သွားခဲ့ပါတယ်။အချိန်ကြာလာတော့သူအိတ်ကအကိထလာပြီးကြောက်တွေကထွက်ကြလာပါတယ်။မြေကြီးပေါ်ကနေပြန်တက်ဖို့တောင်းသူခက်ခဲနေပါပြီ။သူ့အတောင်ပိုင်းကနာကျင်နေပြီးအာအိမ်တွေကုန်ခန်းတွားခဲ့ပါတယ်။မိုးရွာတဲ့ညနေခင်းတစ်ခုမှာဘေးကင်းစွာ ပြန်တန်းဖို့ချိုးစားနေစဉ် သူ့မြေပြင်ပေါ်ကိုအရှင်နဲ့ကြဆင်းသွားခဲ့ပါတယ်။သူ့ပိုင်ဆိုင်ထားတဲ့အမတ်တရကြောက်တီရဲ့အလေးချိန်ကသူ့ရဲ့နုနယ်တဲ့ခန္ဓာကိုယ်ကိုဖိမိပြီးငှက်ကလေးဟာအဆုံးသတ်မလားစွာနဲ့ကြေမွားသွားခဲ့ပါတော့တယ်။သူ့အသက်ရှင်ဖို့အထောက်အကူဖြစ်မယ်လို့ထင်ခဲ့တဲ့အမတ်တရတွေကပဲသူ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲဇီးကွက်ကြီးကသူ့ကိုထတ်ပြီးလာတွေ့ပါတယ်။သူဟာလဲကျနေတဲ့ငှက်ကလေးကိုကြည့်ရင်းအမတ်တရတွေကလမ်းပြဖို့သာကြည်ရတာ မင်းကိုနော့ပြန်ဆွဲဖို့မဟုတ်ဘူးလို့ဝမ်းနေစွာတီတိုးလေးပြောလိုက်ပါတယ်။အကယ်၍အတိတ်တွေကိုနေ့တိုင်းတည်ဆောင်ထားမယ်ဆိုရင်တော့ကျွန်တော်တို့တွေရဲ့စိတ်အတွင်းထဲမှာတေချာပေါက်ပင်ပန်းလာပါလိမ့်မယ်။ဒါအပြင်အမြဲတမ်းအတိတ်မှာပဲနေထိုင်နေတာကြောင့်ပဲဒီနေ့ကိုမခံစားနိုင်တော့တဲ့အပြင်အနာဂတ်စီကိုပြန်တန်းဖို့အတွက်လည်းမတတ်နိုင်ကြတော့ပါဘူး။ငှက်ကလေးလိုပဲ လူတွေအတော်များများဟာအသိရဲ့အနာကျင်မှုတွေပျော်ရွှင်မှုတွေကို အချိန်အကြာကြီးတည်ဆောင်ထားတတ်ကြပါတယ်။ဒါပေမဲ့တကယ်ဘဝဆိုတာလွတ်ချတတ်ဖို့ပါပဲ။ဖြစ်ပြီးသွားတဲ့အရာတွေကို ပြန်ပြောင်းလို့မရပါဘူး။ဒါပေမဲ့လက်ရှိအချိန်ကိုတော့လှပအောင်ဖန်တီးနိုင်ပါတယ်။ဒါကြောင့်ခွင့်လွတ်ပါမေ့ပြစ်လိုက်ပါ ရှေ့ဆက်သွားပါ အသစ်အသစ်တွေကို အတွေ့အကြုံရယူပါအသစ်တွေစီကို ခြေလန်းလန်းပါပေါ်ပါးတဲ့နှလုံးသားနဲ့နေထိုင်ပါကျေးဇူးတင်တတ်ပါဒီခံတတ်ပါစေအမြဲတမ်းရှေ့ဆက်သွားပါနားဆင်အားပေးကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီပုံပင်လေးကနေအကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးအတိတ်ကိုလွတ်ချပြီးပြစ်စုပန်မှာအကောင်းမွန်ဆုံးရှင်သင်ကလှပတဲ့အနာဂတ်ကိုဖန်တီးနိုင်ကြပါစေခမညာမူရင်းရေးသားသူအားလေးစားစွာ credit ပေးပါရစေ